သမီးရဲ့အင်္ဂလိပ်စာတူတက်မှုကတော့အရင်အထက်စာရင်တော့ဗောနော်အတန်ပြော်လေးတွေပုံပြီးပြီးသားလာတယ် speaking mind လေးတွေပုံပြီးတော့သူဟိုပြောရဲလာတယ်ဗောနော်အဲ့ဒါလေးတွေ့ရတယ်ဗောနော်မင်္ဂလာပါရှင်အမသမီးနာမည်ကတော့လက်ဆန္ဒလိုက်ဖြစ်ပါတယ်သူကတော့လက်ရှိဒီဗောနော် JDC မှာ foundation 2 level ဗောနော်စာပြီးတော့တက်နေပါတယ် ဟိုသမီတက်တာကတော့တစ်နှစ်ပဲရှိပါနေရှင်အခုဒီနှစ်မှစတက်တာဆိုတော့လေပြီးခဲ့တဲ့ကောင်မှတက်မယ်ဆိုတာကိုမမမမိလိုက်ပေါ့နည်းနည်းလေးသိတာနောက်ကျသွားတော့ဒီနှစ်မှစပြီးထားဖြစ်တယ်ပေါ့နော်အခုလက်ရှိသမီရဲ့အင်္ဂလိပ်စာတိုတက်မှုကတော့အာအရင်အထက်စာရင်တော့ပေါ့နော်အသံတော်လေးပုံပြီးပြီးသားလာတယ် speaking mind လေးတွေပုံပြီးတော့သူဟိုပြောရဲလာတယ်ပေါ့နော်အဲ့ဒါလေးတွေ့ရတယ်ပေါ့နော်ဟိုသာသမီနဲ့ပတ်သက်ပြီးအိမ်မက်ကိုပြောပါပြောပြပေးပါဆိုရင်တော့မမတို့ကဟိုသာသမီကိုဟိုဒါမိပါလဲရတော့အကောင်းဆုံးအမ မြင်ဆုံးမှန်းလာကြတာပဲပေါ့နော်သူတကယ်ဟိုတော်လေးတက်တဲ့ဟိုအင်္ဂလိပ်စာဆိုလဲဟိုကောင်းကောင်းပြောနိုင်တဲ့သူတယောက်တော့မအောင်ဖြစ်စေချင်တယ်ပေါ့နော်အလေးကနေမှထားရတဲ့အကြောင်းကတော့အမတို့ သမီးလေးကိုပေါ့နော်ဒီထက်ပို့ပြီးတော့ဟိုအောင်မြအောင်ဒုတအောင်ပေါ့နော်အဲဒီလိုမျိုးအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးဟိုကျွမ်းကျင်တာမျိုးလေးဖြစ်စေခြင်းလို့ပေါ့နော်နောက်တစ်ခုကဒီကျောင်းမရလည်းမတော်ဒီညတို့မရလည်းနီးတယ်ပေါ့နော်အင်းနဲ့လည်းနီးတယ်နောက်တစ်ခုကဒီစင်နူးတွေတမ်းမလေးဆိုတော့အဆင်ပြေတယ်ဆိုတော့မတော်ထားဖြစ်တယ်ပေါ့နော်ဟိုတက်နိုင်သလောက်တော့သမီးနဲ့ပတ်သက်ပြီးတော့ကိုဘကမိဘဘကနေပတ်မိုးပေးနိုင်အောင်လို့ကြိုးစားဖို့ဆုံးဖြတ်ထားပါတယ်ရှင့်ဟုတ် ဒီအင်္ဂလိပ်စာသင်တန်းရဲ့အဓိကရည်ရွယ်ချက်ဘောเนาะဟိုဟာမိဘတွေကိုတခြားမိဘတွေကိုပြောပြပေးပါဆိုရင်တော့ဟိုကောင်းပါတယ်ဘာလို့လဲဆိုတော့သူကဟိုကလေးရဲ့ level လိုက်အစင်စင်သူတို့သင်သွားတယ်သူတို့ရဲ့သင်ယူလေးတွေလည်းကောင်းတယ်ပေါ့เนาะအဲ့လိုမျိုးဆိုတော့ဟိုအတန်တွက်တွေလည်းပြီးသားအောင်သင်ပေးတာတွေ့ရတယ်အဲ့လိုမျိုးဆိုတော့ဟိုထားတဲ့နယ်လို့လည်းအကြံပြုပါတယ်ရှင်ဟို level တစ်ခုပြီးတစ်ခုပေါ့เนาะဒီအချောင်းကထားတဲ့ level တိုင်းပေါ့တက်စေချင်ပါတယ်ရှင်တခြားကလေးတွေလည်းလေ